အစိုးရအစ်စ်တွေထံအနုပညာကြီးများနေတဲ့ဒမတ်စကုဆီယာမာလီနန်းဝူဝင်းရဲ့နောက်ကွယ်ကအကြောင်းရင်းပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နာမည်ကြီးဆိုတော့မဟုတ်ပေမဲ့လည်းရုပ်ဝဲတစ်ဝဲတည်ဆိုရင်နာမည်ကြီးအစိုးရတွေတောင်မရတဲ့သိန်း90လောက်အထိအနုပညာကြီးရနေကြောင်းပြောပြလာတာကတော့ဒမတ်စကုဆီယာမာလီနန်းဝူဝင်းဖြစ်ပါတယ်။ဒါကြောင့်လည်းအစိုးရစစ်စစ်တွေအတွက်ပရိသတ်တွေကတော့ရင်နာနေကြရတာဖြစ်ပါတယ်။ နဝဝင်မြင့်ကဘာတကူမှတချင်းတီဆိုနေစဉ်အတွင်အောက်ဆလွတ်သွားအပြီးမှာပို့ပြီးတော့အနုပညာချင်းမြင့်တက်သွားတာပါတကယ်ဆိုရင်နဝဝင်မြင့်ကတချင်းတပုတ်ကိုဖြောင်းအောင်တောင်းတီဆိုတတ်တဲ့သူမဟုတ်ပါဘူးဒါပေမဲ့လည်းတချင်းကို professional ကြကြတီဆိုနိုင်တဲ့နာမည်ကြီးအစ္စရာရီထပ်ပို့တာတဲ့အနုပညာချင်းသိန်း40သိန်း50အထိရရှိနေရပါဒါကြောင့်လည်းဒမတ်စကူဆီယာမာလေးနဝဝင်မြင့်ကလာအနှဲငယ်အတွင်းမှာတင်ကျွဲဝချမ်းသာလာပါတယ် ဒါတောင်မှနန်းဝင်မြင်ကတချင်းကိုတညာလုံးဖြော့ပြရမဟုတ်ဘဲနဲ့အချိန်အနည်းငယ်နဲ့တချင်းအပုပ်ရည်အနည်းငယ်တီဆိုပြယုံနေနန်းဝင်မြင်ကဒီလောက်များတဲ့အနုပညာကြီးကိုရရှိနေရသူပါတကယ်တော့နန်းဝင်မြင်ကတချင်းဆိုတာကြောင့်ဒီလောက်များတဲ့အနုပညာကြီးရနေရမျိုးမဟုတ်ပါဘူးနန်းဝင်မြင်ဟာအစတော်တယောက်လိုတချင်းဆိုတာပြည့်ပြည့်စုံမှုမရှိပေမဲ့လည်းစွဲဆောင်မှုရှိတဲ့အကတွေစက်ထုတ်နေတဲ့အဝိအစားတွေကြောင့်လည်းပါပါတယ်ဒါကိုပဲပရိသတ်တွေကပွဲစီစဉ်သူတွေကစိတ်ဝင်စားကြတာပါ ဒါကြောင့်လည်းနန်းဝေမြင့်ကရာလေးကိုကြည့်ကျင်လို့ပွဲစီစဉ်သူတွေကငှားကြပါတယ်။ကြက်ကြက်ထုတ်ထုတ်အဝေးစားတွေကိုဝစ်ပြီးတော့တချင်းဆိုပြတဲ့နန်းဝေမြင့်ကအားပေးကျင်တဲ့သူတွေကတော့ရှိနေပြီးသားဖြစ်တာကြောင့်တချင်းဆိုတာကအဓိကမဟုတ်ပဲကရာကိုအားပေးရတာနဲ့တန်နေပြီးဆိုပြီးတညကို3000ပေးပြီးတော့ငှားနေကြပါတယ်။ ဒီမတိုင်ခင်မှာတော့နန်းဝေမြင့်ကဒမတ်စကိုဆရာမလေးဖြစ်တင်းငိမ့်အေဂျင့်တဲ့ပုံစံလေးနဲ့အင်တာနက်ပေါ်မှာနာမည်လေးတော်တော်ကြီးခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့တင်းငိမ့်အေဂျင့်မှာနေဆိုတဲ့ဒမတ်စကိုဆရာမလေးနန်းဝေမြင့်ရဲ့ပုံစံကတော်တော်ကြီးကိုပြောင်းလဲသွားပါတယ်။အထူးသဖြင့်တော့အရင်တုန်းကရိုးသားရင်ကျေးပြီးမြမဆန်ဆန်လေးနဲ့ချစ်စရာကောင်းပါတယ်ဆိုတဲ့နန်းဝေမြင့်ကအခုတော့မတင်တော်တဲ့ဆက်စီဆန်ဆန်ဖြစ်လာပါဗျ။နန်းဝေမြင့်ကအဝေစားဝေစင်နာကမတင်တော်တာကြောင့်ဝေဖန်မှုတွေရရှိခဲ့ပါဗျ။ အထူးသဖြင့်တော့ပြည်ခဲ့တဲ့လတွေတုန်းကဆိုရင်နန်းဝေမြင့်ကဘာမှတချင်းသွားဆိုရင်လည်းခြေထောက်တစ်ဖက်မြောက်လိုက်တဲ့ချိန်မှာအောက်ဆပေါ်သွားခဲ့လို့သက်ဆိုင်ရာဗုဒ္ဓဘာသာအဖွဲ့အစည်းကတတိပိစာတွေထုတ်ခဲ့ရပါတယ်ဒီလိုမျိုးဘာမှတချင်းဆိုပြီးကလေးကအောက်ဆလွတ်ကနာမည်ကြီးသွားခဲ့တဲ့နန်းဝေမြင့်ကတော့တရုတ်ဆောင်အလုပ်တော်မလုပ်တော့ပဲပွဲတွေမှာတချင်းတွေလိုက်ဆိုနေပါတယ် ဒီလိုမျိုးသတင်းသိဆိုရမှာအမှုပညာကြီးကတပွဲကို350ထိရနိုင်ရလို့သိရပါတယ်။ဒါကြောင့်ပရိသတ်တွေကအံ့ဩနေကြတာပါ။နန်းဝင်မြင့်ကတော့သူမကဝင်ငွေကောင်းနေလို့စပွန်ဆာလည်းမယူဘဲနဲ့ကိုရိုင်းရှာဖွေတဲ့ငွေနဲ့ရက်တည်နေတဲ့သူဖြစ်ကြေညာထားပါတယ်။ဒမစကူးဆီယာမလေးနန်းဝင်မြင့်ကသူ့ကိုစပွန်ဆာပေးခြင်းလို့လာရောက်ကမ်းလှမ်းတဲ့တထေးကြီးတွေရှိပေမဲ့သူမကတော့တန်ရှင်းတဲ့ငွေကိုပဲရက်တည်ကျင်တာကြောင့်စပွန်ဆာကိုမယူဘဲနဲ့တခြင်းတွေပဲလိုက်ဆိုတာဖြစ်ကြောင်းပြောပြခဲ့ရပါတယ်။ တခါတော့ကလည်းပြင်မနာနှစ်ကြိမ်ရှိစုဖျားပွဲမှာ အစိုးရမေမတီနေပြဿနာတက်ခဲ့ဘူးပါသေးရဲ့ဒါအပြင်နှဝင်မြင့်ရဲ့ဝန်စားစင်ရင်ပုံနဲ့အပြုတ်မှုတွေကြောင့်တချို့သောလူတွေကတော့အထင်သေးဝေဖန်ကြတာရှိပါတယ်နောင်ဝင်မြင့်ကတော့သူမဟာအစင်တန်းရှိရှိဂုံတိတ်ခါရှိရှိနဲ့ရက်တီနေရဖြစ်ကြောင်းရှင်းပြခဲ့ရပါအခုပရိသတ်တွေကရောနာမည်ကြီးဆိုတော်ရီထက်တောင်မှဝင်ငွေကောင်းနေတဲ့နောင်ဝင်မြင့်အပေါ်မှာဘလို့မျိုးထင်မြင်ကြလဲဆိုတာပြောသားခဲ့ပါအောင်ရှင်အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်